မောင်နှမမရှူ channel မှာအားပေးနေကြတဲ့ချစ်တော်ရောအလုံးမင်္ဂလာပါရှင်။ဆရာငင်းကြော်ရေးတာထားတယ်။တောင်းတတော်စွန်တော်ဝဲဝေးတီကိုများရဲ့နောက်ထပ်ကြန့်ရှိနေတဲ့အပိုင်းဆက်တွေကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါရရှင်။အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်။တောင်းတတော်စွန်တော်ဝဲဝေးတီကိုများရဲ့အပိုင်း၅ဝင်းတင်စောကရန်ကုန်နယ်ရှိအမျိုးအိမ်တို့တွားနေ၍စကားပြောစရာပေါ်မရှိ။ဖက်လက်ဆောင်မဂ္ဂဇင်းကိုဖတ်ပြီးတော့က၁၂နာရီထိုးကနေပေးပြီ။ ။ထမင်းစားရုံသို့သွားကထမင်းစားသည်။အခန်းသို့ပြန်ရောက်သောဝတ္ထုစားကိုယူပြီးတက်လက်ကလထိုင်းတွင်ထိုင်သည်။ထမင်းစားရုံတွင်ရင်နွေးထည့်လာခဲ့သောတပ်ပူထဲမှရင်နွေးကိုလက်ဖက်ရည်ကျဲကြရတဲ့သို့တဝက်လောက်ဖြည်သည်။လက်ဖက်ချောင်းမကျသေးသောကြောင့်နှက်ထားလိုက်သည်။ဝတ္ထုကိုဖက်ရင်းစိတ်လွန်သည်။အိမ်သို့ရောက်သည်။စာသင်ခန်းထဲသို့ရောက်သည်။ကျောင်းထွက်ရလျင်ကိုတွေ့သည်။မပြေဆုံးခြင်းကိုအာမရဖြစ်သည်။တငယ်ချင်းတွေထံသို့ဆေးရောက်သည် မဲ့ပုံမှန်ကိုမြင်ရသည်စာသင်ခန်းထဲသို့ပြန်ဝင်သောနေ့ကအတန်းသူတန်းသားတွေပြုံးစားစားနေကြသည်ကိုပြန်လဲတရရသည်တခုံထဲထိုင်ပဲအကြောင်းသားကအမေကို့ရဲစေးတင်မီဝင်လာတော့ကိုဟုနောက်၏ဌာနကိစ္စအလုပ်ဖို့ကိုင်းမဲ့တောင်းသားတယောက်ကတရားကြက်လာတယ်ထင်တယ်ဟုရည်စရာပြောသည်ဌာနဝန်ရဝစ္စဆောင်ရွက်ဖို့ဆောင်ရွက်ဖက်ကြောင့်သူကကြောင်ညာတင်မွန်ကဆောင်ရွက်တယ်မရှိတော့ပါဘူးရည်ရတယ်နော်ဟုစား၏ ူပြုံး၍တာနေ။လွယ်ပွင့်ဝင်သည် စာသင်ခန်းသို့ပြန်ရောက်တော်သူကိုမြင်ရောင်နေ၏။တကားဝရင်၊လှေကားရင်၊လက်ဖက်ရည်ဆိုင်တွင်မျက်နှာချင်းဆိုင်စုံလျင်မျက်နှာလွှဲသည်။မျက်နှာလွှဲသည်။သူကလည်းလွယ်ပွင့်ဝင်ဤသူနေသည်။ရခင်ကကဲ့သို့ခေါ်ပြောနှုတ်ဆက်ခြင်းပြုံးရည်နှုတ်ဆက်ခြင်းတွင်မရှိကြတော့။သူနှင့်အတူပါမလာလျင်ခင်ဆွေလိုင်းကိုရှင်းဤသူဆက်ဆံသည်။ဝင့်တင်စောကသူ့မိသူအပြောအဆိုမရှိတော့ ကောမျိုးဝင်ဧည့်သည်အစောင်းလေးရှိမှလှမ်းပြောတဲ့ပလက်ကလထိုင်းမထားကရှေ့ကန်သို့သွားလိုက်သည်အစောင်းဝန်တန်းမျိုးသားကြီးကရက်နေ၏ဘသူရက်လဲမခင်ဆွေလိုက်လို့ပြောတယ်အစောင်းပိုင်ရှင်ဤတိုက်ကောင်းရင်နဲ့ခြံတောင်းပက်ရှိဧည့်ဆောင်ကိုလှမ်းကြည့်ပြီး ကျွန်တော်ခုလာခဲ့ပါမယ်လို့ပြောပြပါဦးလေအမျိုးသားကြီးကကောင်းငိမ့်ပြီးဧည့်ဆောင်ဘက်သို့ထွက်သွား၏စောင်းကိုစပွဲပေါ်သို့တင်သည် တိုင်တွင်ရိုက်ထားသော တန်ချိတ်စီတို့သွားကတော့နဲ့တော့ကလောက်ကိုဖြုတ်ယူ၏ရှေ့ရန်တာတကားကိုပိတ်ပြီးတော့ခံ၏ခြံကြီးမျက်နှာစာလက်ရပဲခြံတောင်ရှိဧည့်ဆောင်ကိုပန်းပင်တွေကြားမှမြင်ရ၏အကာရင်မထားသောဧည့်ဆောင်ဩပနခံက၆ပတ်လည်ပြင်ကလေးတိုင်ထူထားသောအစာအော်မြေမနှစ်ပေတာတာတွင်ပြင်ခင်ထားသည်အမိုးသည်ခေါင်ခံသောအမိုးမိခင်ကြောက်ပြအမိုးကြောက်ပြမျက်နှာကျက်အကျက်ထားသည် တသားကလထိုင်းတသားစပွဲပူလေးတွေ၄၅၆ဝိုင်းချပေးထား၏တစက်မိတ်နှစ်ဖက်တွင်တက်ခွပန်းအိုလေးတွေချိတ်ဆွဲထား၏ဧည့်ဆောင်ဤလေးဘက်လေးတန်ရှိမည်ပေါ်တွင်မြေဆိုင်ပန်းပင်တွေစင်တင်ပန်းအိုတွေမစိတ်မကျဲဆိုင်ပြူပေးထား၏အစာဤအနောက်တောင်ဘက်ရှိ ခရေပင်ကြီးဤအကိုင်းခက်အလက်တွေကမိုးပေးထားတဲ့ကဲ့သို့ရှိ၍နှွေးနိုင်ပင် အပူချိန်ပြင်းစွာမသိအဲ့ဒီလား ဒီကတိသုံးတစ်ကိုနင်းပြီးအတက်တွင်ခင်ဆွေလိုင်ကလမ်းမေး၏သူကောင်းခါကပြင်းနေတာမအိပ်ပါဘူးဝန်းတစောရန်ကုန်နဲ့သွားတယ်နင်းနေရှင်းဆိုင်ထိုင်တော့မှခင်ဆွေလိုင်ကပြောကြံရှိလို့ငါလာရာဟာသူပြုံးပြီးမြင့်ကိုဘသူကရေးစားစာပေးပေါ်ရလိုက်လို့လဲခင်ဆွေလိုင်ကဟင်းကနေတစ်ချက်ရေးပြီးစကားကောင်းပြောဟာမြင့်တို့ဥစ္စာလဲအဲ့ဒါလိုပြောင်းဆက်ဆက်လုံးလို့တက္ကသိုလ်ပေါင်းစုံကြောင်ညာတမုံကြီးမှာ ဘဲပေါ်ပွက်ရခဲ့တာတော့အမှတ်မရှိဘူး။သူရည်ရက်နဲ့အမှတ်မရှိတဲ့တဲ့နှစ်ထက်ရှိမှကွက်မဲ့တိပစေ။ဘာဖြစ်လဲမိဆွေ။ရည်ရည်ပေါ်ပေါ်နေရတာတက်တာရဲဟာဒါကြောင့်မှကဲဆို။ရွှင်ရွှင်ပြပြတွတ်တွတ်လက်လက်ဖြစ်နေတော့သူကိုခင်ဆွေလိုင်းကြီးကမနေ့ကတနားရီထိုးပြီးတော့နောက်တစ်ချိန်နေမရှိဘူးမဟုတ်လား။ငါတယောက်တည်းမဟုတ်ဘူး။ဟိုကောင်မှပါတာ။ပပဝင်မှရုပ်ရှင်သွားကြည့်တာ။ပါလေ။အတန်းလည်းလို့ဆရာဦးထွန်းမြွန်ပွန်လို့လား။ မပွိုင်ပါဘူးမနေ့ကဆရာရဲ့အစည်းအဝေးရှိလို့တနားရီနောက်ပိုင်းမှာစာမတင်ရဘူးငါဘဲမှလည်းသွားကြရမရှိတော့အခန်းထဲမှာပဲထိုင်နေငါလိုပဲကျန်းခဲ့တာနှွဲပွန့်မွန်သူကဒေတာစီလော်တော့ကြည့်ယူလာပြီငါနဲ့မျက်နှာချင်းဆိုင်လာထိုင်တယ်ဒေတာစီလော်တူတူစားရင်ဟိုအကြောင်းပြောဒီအကြောင်းပြောပေါ့ဟာလက်သက်ဆိုးစီးကနေအထဲတို့တန်းနိုင်တဲ့ချင်းနှွဲရုံဝင်တော့ပလဲတို့တဲ့ချင်းအထိကိုယုံကဂျပန်ရုပ်ရှင်မှာမကြံပေါ့ နိုင်ဝက်လောက်ဆိုတော့ပြောစရာကောင်းတယ်လို့စကားတွေကျဲလာတယ်။အတူချုံရရင်နင့်အကြောင်းငါကပဲစပြောလိုက်တယ်။ဟိုက်ဒုက္ခပါလားဟုသူလန့်လန့်ပြန်ပြန်ဆို၏။ခင်ဆွေလိုင်းကဇပွဲပေါ်ရှိဝါချင်းကိုယူပြီးတမ်းမိ၃၀ကျိုက်ကိုဆွဲထုတ်သည်။စားစရာတစ်ခုကိုမှန်သူသည်၏။စားစရာတွေထုတ်နေသောခင်ဆွေလိုင်းကိုအဲ့ဒါတွေခဏထားလိုက်ပါဟာ ခုနစကားပဲဆက်ပါ။ခင်ဆွေလိုင်းမဲ့ပြုံပြုံပြီးလက်ကိုတန်သည်။သူ့ကိုကြည့်ကား ဝင်းတင်စောနောက်တာကစပြီးငါရှင်းပြတယ်ဆီယာမနဲ့နင်းတဲ့စကားပြောတော့ငါတို့ရောက်လာပြီးဝင်းတင်စောကဆီယာမကိုဝန်ခံတာလေစကတ်တဲ့နေတုံကပြောပြပြီးတော့သူပြောတယ်ဆီယာမဒေါခင်ဆက်မွန်ကသူ့ကိုအဲ့ဒါတွေလည်းပြောပြပါတယ်ဆူလဲဆူတယ်တဲ့တိလားဘာကိစ္စကြောင့်လဲနင့်စာရဲမိတူကူပြီးကတ်တဲ့ကိစ္စပေါ့ဟာဩဟုဆိုက သူ့ခေါင်းတငိမ့်ငိမ့်နေနေခေဆွေလိုင်းကငပိကျော်ပလင်းကိုချင်းထဲမှထုတ်ကစပွဲပေါ်သို့တင်ရင် ဆီယာမကို သူပြောခဲ့။ဟွန်းပြောခဲ့မဟုတ်ဘူး။နင့်ကိုတောင်းပန်ပေးဖို့ဆီယာမကိုသူပန်ကြားခဲ့ပါတယ်တဲ့။ဒါသူ့စကားသူ့ဝေါ်ဟာရာတိုင်းကပြောပြတာ။ဆီယာမကသူ့ကိုပြောတယ်တဲ့။အောင်မျိုးဝင်းတို့ကသူ့ကိုယ်တိုင်နွေမုံကိုဆီယာမရှိမှတောင်းပန်ခဲ့တာပဲတဲ့။နွေမုံလည်းကိုယ်တိုင်တောင်းပန်ဖို့တဲ့။သူဆီယာမကိုဘာမှမပြောခဲ့ဘူးတဲ့။နင်းကနေတဆင်းဒီစကားပါတယ်ဆိုပါတော့။အဲ့ဒါလိုလည်းမဟုတ်ပါဘူး။ तू ပြောတယ် ညင်ဘလောက်ရှက်သွားမယ်ဆိုတာဘေးကတန်ငယ်ချင်းတချို့ကလည်းဝိုင်းဝေဖန်ကြတယ်တဲ့ညင်စားတင်ငယ်နဲ့တပတ်လောက်မဝင်မဲနေတာအရှက်ကွဲသွားလို့ဆိုတာသူသိတယ်တဲ့ဆီယမကလည်းပြောပြတယ်တဲ့အဲ့ဒါလို့လို့ဖို့မိတူကူပြီးကပ်ဖို့စိတ်ကူးရတာ तू ဘာသာပြန်ကျဲတို့လိပ်စာတို့ဘာတို့ထဲ့ဖို့ပြတာကခင်တင့်ခိုင်အကြံဉာဏ်ပေးတာ तू ပြောတာမဟုတ်ဘူးသူ့တငယ်ချင်းတွေကတယောက်ပြောပြတာဒီတော့ညီကောင်းချုပ်ရင်မချုပ်နဲ့ဟောအောင်မျိုးဝင် သူ့ယောက်ျားလေးတငယ်ချင်းမိတ်ဆွေတချို့ကလည်းပြင်းထန်တယ်မလောက်ကောင်းမှုပါညာပြောဆိုကြတယ်။သူ ခုရန်ကုန်မှာနေနေတာအတော်အေး။သူ့ညီမဝမ်ခွဲက ပြောတယ်တဲ့။အဲ့ဒါကတစ်ဖက်ကညိုပြီးရန်သူဖြစ်သွားနိုင်တယ်။ပြန်ရှက်ခွဲရင်ဘာဘလို့ပြောတယ်တဲ့။ငါပြောပြလိုက်ပါတယ်။အောင်မျိုးဝင်းဟာအညိုးထားသူ အာကာသထားသူမဟုတ်ဘူးလို့အဲ့ဒါကောင်းတယ်ဟု သူပြောသည် သူစကားဆက်မြေဖြူတွင် ခင်ဆွေလိုင်းလက်ကပြီနေဝင်မပြောနဲ့ဩငါမိကုန်မယ်อืม ဒီလိုတဲ့ဟာနည်းလဲသိပါတယ်။ចောင်းသူတွေမှလည်းកုံပြိုင်နာလေးတွေပါလေးတွေ။ចောင်းသူတယောက်ကသူ့ကိုပြိုင်တိုင်းနိုင်နေတာတဲ့။အတော့ဆုံးဆိုင်မှာအဲ့ဒီចောင်းသူ ਨੇ အဟိုဘက်စပွဲဒီဘက်စပွဲရှိနေတော့ဝင့်တင်စောစာဝင်ပေးတာ။စာပေးတာပြဿနာဒီလောက်မဟုတ်ပါဘူးတဲ့။အားစားလဲဘသူပေးရလဲအမေမာတိတဲ့အတိုင်းပဲဟိုတရဝါကအော်ကျဲဝဲကျဲပြောတာရပွတ်မုံကိုတိုင်တိုင်တိုင်လုံနေတဲ့တောင်သူကဟာရမှာ င်းတို့ပူပြီးမဲ့သွားတာဒီလိုဒီလိုသူပြောဤအင်းဟုတန်ရှည်ဆွဲပြီးဆက်ပောင်းတော့ကြားကခါနာတော့ငထွားကစနုပ်ဖြစ်တည်းပါလားမိဆွေအေးပါဟာနင်းရှင်းပြတာကျေးဇူးပါပဲခင်ဆွေလိုင်းလက်ကတားပြန်ဤနေဩဟုစကားစားကကျေးဇူးတော်ကတဝက်ပဲရှိသေးတယ်ငါကအကွက်ဝင်ပြီလို့တွက်ပြီးပူပူမူမူတာတာထိုးထိုးလေးနဲ့နင်းဘလောက်စိတ်ထိခိုက်ရကြောင်းကြောင်းထွက်ဖို့ကြံတာငါတို့မနဲ့ဆွဲထားရကြောင်း အဲပြီးတော့သူ့ကိုနင်းချစ်တာလဲမှန်ကြောင်းနော်ဟားတိုက်ပြီးသူရေလိုက်တော့ကြောင်းအခင်ဆွေလိုက်စကားရက်ထားရသည်မိဆွေနင့်ဖြတ်ထွန်းညင်ကဟာဟုစကားတဝက်တာပြောနိုင်ပြီးသူဆက်ရည်ရည်နေသည်ခင်ဆွေလိုက်ကပါလာတာကိုင်ကမန်းကတန်းဝင်ပြီးပိုင်းငင်ရတာလေဟုရည်တန်းနေပြောသည်ရည်တန်းစဲတော့မှအခင်ဆွေလိုက်ကငါနေ့ကိုတခုတော့တောင်းပန်ရမယ်ကျေးဇူးတင်စရာတွေကဆဲစရာဖြစ်လဲနှုတ်လိုက်ပေါ့ဟာဘာလို့လဲ ။နင်တို့အရင်ချိန်နေကြောင့်လည်းကြောင်းဆက်တက်ရေးပြဿနာရှိနေတဲ့ကိစ္စ။အဲ့ဒီကိစ္စကတကယ်တော့သူ့ရည်စားစားမိတူတွေရှောက်ကပ်ပြီးမှနင့်ညီစီကစားလာတာ။ငါကရှေ့နောက်ရွှေပြီးပြောလိုက်တယ်။နင့်ရဲ့ကိစ္စကြောင့်စိတ်ညစ်နေရတော့ဝန်တင်စောနောက်တာကစားပြီးသူ့ကြောင်များကတ်တာကြောင့်ဝေပူရကင်းမောင်ဖြစ်ရတဲ့ပါတယ်ပေါ့ဟာ။ဤနောင်ရမစကပန်းလေးငါထိုးခဲ့တယ်။ကြပါတယ်။ငါကအလေလက်တာတာမိသားစုကမွေးတာမွေးတာပဲပေါ့။ မချမ်းသာတာရှက်စရာလားမိတ်ဆွေဟာအီသီရိုပီးယားနဲ့ဗီအာဖရာကလူတွေအစာငတ်ပြီးတေတောင်းတေကြသေးတာမရှိမရှိဘူးရှိရှိတယ်နွမ်းပနွမ်းပတယ်ပေါ့ကျောင်းဆက်မတက်နိုင်အောင်အချိန်နေပြတ်တာဘာရှက်စရာရှိလဲဆမ်မိုဘက်မေကိုမဖြေနိုင်တာမှမဟုတ်တာသူ့မျက်နာကိုကြည့်ကသူ့စကားကိုနားထောင်ရင်ခင်ဆွေလိုက်ပြောလိုက်တော်ပါသေးရဲ့ငါ့ကိုဆဲပြီးအောင်းမိတာဟုစိတ်သာယာရတဲ့နဲ့ခင်ဆွေလိုက်ပြောလိုက် ဒါပေမဲ့ဟိုစကားစသည်တွင် ခင်ဆွေလိုက်မျက်ကောင်နှစ်ဘက်ကပင့်တင့်တင့်ဖြစ်သွားလေသည်စကားစမိသူကိုမျက်တောင်မကပ်ဘဲကြည့်နေသည်သူကချောင်းတစ်ချက်ဟန့်ပြီးမျက်ရည်ကန်ထိုးသလိုဖြစ်သွားရမကြဘူးလားခင်ဆွေလိုက်သည် တွေ့ကနေဖြစ်သွား၏ဒီလီယာပန်းနှန်းတွေစီတို့အတန်ကြာငေးကြည့်နေပြီးမှသူ့ဘက်သို့မျက်နှာမူသည်ထို့နောက်မြင့်မာနာကိုထိတယ်လို့ဖြစ်သွားတယ်ထင်လို့လားဒီသဘောတော့မဟုတ်ပါဘူးစာကိုဝင်းတက်စွာကပေးပြီးပြီ ။ဘာပဲဖြစ်ဖြစ်ဟာဟုတ်လားငါသူ့ကိုချစ်တယ်ဆိုတာသူသဘောပေါက်ခဲ့တယ်။မင်းကပါပြောပြတယ်။ငါအချင်းကိုပြောပြလိုက်တာဟာတနာစရာလေးဖြစ်နေပါပြီကွယ်။ခမရမာဒုက္ခတွေနဲ့ပါ။ပြန်ပြီးချစ်ဖို့စဉ်းစားကောင်းပါတယ်လို့ဖြစ်များသွားသလားလို့ပါ။ဒီသဘောမရောငါပြောခဲ့တာပေါ့ဟာနေမာနာရှိကြောင်းစူးစားကြောင်းဘာကိုမှအရှုံးမပေးတတ်ကြောင်းအခွင့်အရေးတွေအောက်ကျမခံတတ်ကြောင်းညစ်စရိုက်တွေငါပြောပြတော့စိတ်ဝင်စားနေသူနားထောင်နေအေး တန်ခိတ်ခေါ်ခေါ်အနှစ်ကျုပ်ခေါ်ခေါ်လူရင်းတူရှင်ခေါ်ခေါ်မိကုံးခုမိကုံးချုပ်ရင်သူလွန်သွားကြောင်းဝန်ခံတယ်နေ့ကိုတောင်းပန်ခြင်းနဲ့နင်းတွေ့လိုက်ပါဒါပဲသူမျက်မှောင်ကြော်ရင်မျက်နှာပူစရာကြီးဟူရှိကျဲကျဲနဲ့ဆိုရင်ငါစိတ်လှရှားတယ်မိစေမလှရှောင်းကျိုးနဲ့တုတ်တာပေါ့ဟာသူနဲ့ငါ14 15ရက်လောက်ဆက်ဆံရေးပြတ်တောက်သွားခဲ့ရပြီမနေ့ချင်းဆိုင်ရမှာငါရင်ခုန်နေမျောလင့်ချက်လင်းအောင်လှလာလေးကပြိုးလာပြီလို့အတက်လာလို့လား ီသဘောတော့မဟုတ်ပါဘူး။ငါမပြောတတ်ဘူးမိဆွေရ။ तू တော်တော်စိတ်မကောင်းဖြစ်နေတာတော့အမှန်ပဲအောင်မျိုးဝင်။စီယုံဝါပင်တွေစီတော့ तू ကြည့်နေခင်ဆွေလိုင်းကဒီမဲဟုဆိုပါတမနီချိန်ကိုမှပြရင်နင်တို့နှစ်ယောက်တည်းငါ6000ကျော်အချိုးချဲ့ရင်အာပြဲကြောင့်နုံနုံစင်ပြီးငရုတ်တီလင်းစိတ်ကွဲနဲ့အဆက်ကျော်ရင်တရက်တီးတနဲ့ရင်ဒီချိန်နေမှာဒီဟောလီပလင်းတွေကပြွင့်ချောင်းနေကပြီးကျော်ကျေးဇူးပဲဟုသူပြောပြီး လက်ပုံမနဲ့ပြောတဲ့နင့်စကားတွေကတန်ဖိုးဖြစ်မရတဲ့ကျေးဇူးပါဟာစွစွပါကျေးဇူးအချိန်ဘလောက်ရှိလဲငါရဲ့နယ်ပုံမွန်ရဲ့တားရီသမီးရဲ့အဆောင်လေးနဲ့တရင်ကျွတ်တာအပြိုးကြီးမျိုးလာကြော့ပါမယ်ခွေးကသူ့ကြတော့တားရွှေကိုထန်းလာတာမြင်ရတဲ့ဥပမာငါကြတော့အပြိုးကြီးတယ်ဟုရီမောပြီးပြောလေသည်သူ့ရီတန်းသည်စောင်းရသည်ကဲတော့အေးမြနေသည်ဟုကိုကိုကိုတီနေ၏ တောင်းတော်စွန်တော်ရဲ့ဝေးဒီကိုများရဲ့ပိုင်းချမတွေ့အောင်တကားဝရွေးကမှမျက်နာကျင်တဲ့တဲ့ဆိုင်ပြလေသည်လွယ်ပေါ့မွန်သည်ပြုံးတော့မရောင်းဒီတော့မရောင်းခေါင်းငုံမရောင်းဖြစ်နေလေ၏သူ့ပေရှိခင်တင့်ခိုင်းဤမျက်နာသည်ကတင်းလွန်းနေ၏သူ့ကိုယ်ရောဝင်းတင့်စောကိုပါမှုန်ကုတ်ကုတ်ကြည့်လေသည်အကြောင်းစုံတည်ထားပြီးသောဝင်းတင့်စောက အဟန်းဟုရွှေနောင်နောင်ကြောင်ဟန်တန်ပြ၏ နွယ်ပွမှုကမျက်လွာချပြီးစာသင်ခန်းထဲသို့ဝင်သွားသည်။ခင်တင့်ခိုင်သည်နှကန်းတင်လိုက်သောကြောင့်ပါနှစ်ဘက်ကပုံ၍မှုပေါင်းပေါင်းဖြစ်လာ၏။ဝါဖိုင်ဖိုင်ခန္ဓာကိုယ်ကိုခြေဆောင်ကိုက်မြင်ရသည်မှာလှိုင်းကြွသည်နှင့်တူလေသည်။တက်မာကြပါစေ၊ဝနိုင်ကြပါစေဟုဝင်းတင်စောကသီလရှင်စုပေးလေသည်ဖြင့်တူတူပြော၏။သူရည်ကျင်လာ၍မျက်နှာငုံကနောက်ဆုံးခုန်တန်းအတွင်းဘက်တောင်စီသို့လျှောက်သွား၏။ သူ့လက်ဝဲဘက်ဘေးရင်ဝင့်တင်စောထိုင်သည် ခင်ဆွေလိုင်က သူတို့ရှိကခုံရှိဤလက်ရဘက်အစွန်ဆုံးတွင်ထိုင်သည်ဆရာရောက်မလာသေး၍စကားပြောတဲ့တွင်စူးစူးညံ့ညံ့ရှိနေသေးသည်ခင်တင့်ခိုင်ကမြက်ပုံမတောင်းမှန်ကျင်နာပါတာတိမမရအောင်နော်ဝင့်တင်စောကတူတူပြော၏အင်းဟုဆိုကသူ့ကောင်းညင်၏ဘယ်မြက်ပုံမနဲ့မြင်မြန်ဆုံးလိုက်ကွာဝင့်တင်စောကတိုက်တိုက်တွန်းတွန်းပြော၏မိဆွေစီစဉ်ပေးမှာပေါ့ကွာဟုသူပြန်ပြောသည် ရပ်ပုံမော်နောအုပ်စုထဲမှာခင်တင့်ခိုင်ုံကတိတ်ကြည့်မရဘူး။မန်နဲ့မင်းရဲ့သမီးတော်ပြက်လာနိုင်တယ်။အဖြတ်သမားမိမချမ်းခန်းကကနေတယ်လို့ပဲ။သူ့တငယ်ချင်းဘက်ကနာမပေါ့ဝန်တင်စော်ရ။လူမယောက်ခင်မျက်စောင်းကရင်ရောက်ရောက်လာတာစိုးသကွာ။သူပြုံးလိုက်။စာသင်ခန်းစီတို့ဆရာလျှောက်လာသည်ကိုလှမ်းမြင်လိုက်သည်။မိုးပရောက်ပင်တော်စီတို့သူကြည့်ရင်တပတ်ခါ၁၂နာရီလောက်မှဆုံးဖို့မိဆွေကချိန်လိုက်တယ်တဲ့။ ဟုတ်လားဟုဝင်းတင်စောက မေးပြီးပြော၏ထို့နောက်ဘယ်တော့မှပြောလဲဌာနစာကြည့်လိုက်တယ်မင်းစာအုပ်တော့ငါနေတော့ပြောတာသူအဲ့ဒီစကားပြောဖို့မိဆွေစီလာတွေ့တာကမန်းကရန်နဲ့သူ့တငယ်ချင်းတွေမသိစေချင်တာနဲ့တူပါတယ်တဲ့သူ့တငယ်ချင်းတွေရှေ့မှာဆုံးဖို့ချိန်တာမပြောပါနဲ့လို့မိဆွေကိုစကားပိတ်သွားတယ်တဲ့ဆီယမောင်မင်းပြောပြမလားဖိနှွဲကကြာမှပြောပြမယ်လေသူဖြေသည်ဝင်းတင်စောကခေါင်းတဆက်ဆန်းငိမ့်သည် ဝရန်တာအုပ်ပေါင်းပေါ်သို့သူလက်ထောက်ပြီးကိုကိုင်းကိုင်းနေသည်ဝိတ္တဇောကမှတ်စုစာအုပ်တွေပြထန်စာအုပ်တွေကိုဝရန်တာပေါ်တွင်တင်သည်မြေပြင်သို့လှမ်းကြည့်ရင်ရံဖြစ်ပြီးမှတငယ်ချင်းချင်းချင်းပိုခင်တယ်လို့ဆိုရရှိတယ်အောင်မျိုးဝင်ဟွန်းမင်းနဲ့သူပိုခင်ရခင်ကြောင့်စတော့မှာပါဟွန်းအဲ့ဒီကြာရင်ငါကျေစုမမေ့နဲ့ကွာမမေ့ပါဘူးမမေ့တဲ့အနေနဲ့ကျေစုတင်တဲ့အနေနဲ့မင်းကိုငါပါကြည်ဝန်ကွက်နဲ့ပေးစားပါမယ် ဟာကွာခုဆိုကဝင်းတင်စောရည်နေလေသည်သူနဲ့ဝင်းတင်စောတို့ကအပြုံးတွေအမည်ရှိလက်ဖက်ရည်ဆိုင်တို့ဥစွာရောက်နေနေကြသည်လက်ဖက်ရည်ဆိုင်ဟူဆိုင်ဘုတ်တက်ထားတော့လဲကော်ပြန့်တော့နန်းကြီးတော့ရွှေတောင်ခောက်ဆွဲတို့ကဲ့သို့စားစီရပါရသည်ဆိုင်ခင်းချင်းတန့်သည်ခြံကျဲဝန်းသည်တည့်ရည်ကောင်းသည်စပွဲတွေထိုင်ကုန်တွေတေးတေးနေနေပြုလုပ်ထားသည် စတီရီယိုသချင်းတွေကိုတာယာနာပြောပွဲမျှတာတူတူတသက်သာပွင့်သည် တဆပွဲနဲ့တဆပွဲအလန်းကွာသဖြင့်စကားပြောရဆိုရလွတ်လပ်သည်စိတ်ကိုလွတ်လပ်စေရုံမကအေးချမ်းစေသောနေရာဖြစ်နေ၍သဘောကျကြသည်ခြံချင်းဆက်လျက်နှစ်ချမ်းမှာအရှိနှင့်တောင်ဘက်တွင်ရှိတော်လဲတိတ်ဆိတ်သောခြံတွင်လမ်းမနှင့်လမ်းသွဲသည်မြောက်ဘက်နှင့်အနောက်ဘက်တွင်ရှိတော်လဲရှင်သွာလာကျဲလွန်၍စိတ်ငြိမ်သည်၁၂နာရီ၂၀ရှိနေပြီမိဆွေတို့လည်းခုထိမလာကြသေးဘူး ဝင့်တဇော်ကလက်ပတ်နာရီတကြီးချင်းနဲ့မကြာခဏပြောကားစိတ်စောနေသူသည်လည်းလာလန်းကိုမျော်၍နေမိလာမှာပါသူကပြန်ပြော၏ဝင့်တဇော်ကချက်တက်တက်ပါးနှစ်ဖက်ကိုလက်ပွားဖြင့်ပွင့်ရင်လက်ပွမကသူ့တငယ်ချင်းတွေကိုခောက်ထားခဲ့လို့မရသေးလို့များကြားနေသလားမသိဘူးဖြစ်နိုင်တယ်သူလာရင်မင်းဘာစကားပြောမလဲအောင်မျိုးဟွန်းသူ့မှာအသင့်စဉ်းစားထားပြီးသားမရှိဟုပြန်ပြောလိုက်သည် မိဆွေကပဲခမ်းနားမှုလုပ်ပေါ့ကွာမဟုတ်ဘူးလားဒီလိုကဒီလိုပါဟိုလိုကဟိုလိုပါဒါမှဖြစ်မယ်မင်းတော့မသိဘူးငါတော့မင်းကိုစာရင်ခုံတယ်တွေ့ရင်ဘာပြောရမှန်းမသိဘူးဝင်းတင်စောကပြောပြီးတော့ရည်နေသည်စောင့်နေတာကြားပြီလားဟုခင်ဆွေလိုင်ကထိုင်ရင်မိသည်မတားသေးပါဘူးခုလေရင်မယ်ဟိုသူကလိုက်တင်ပြေသည်ဝင်းတင်စောကအဟဲဟုရည်သည်ရေပွတ်မုံဤဖြူးလို့တော်မျက်နာပေါ်တွင်နှင်းစီနီအောင်ဖြောဖြောထင်နေသည် အတုံအာနာမျက်နာနဲ့မျက်နာမထားတတ်သလိုရှိနေလေ။နှွယ်ပွတ်မုံကို သူကြည့်တာကြည့်သည်။ဒီဝါဆက်ဆက်တဲမီကို မျက်လုံးမူထားသည်။စိတ်ထဲမှာတိတာစွာလှုပ်ရှားလျက်ရှိသည်။ခုံတွင်ထန်လိုက်သောနှွယ်ပွတ်မုံကိုဝန်းတက်စွာကလှမ်းကြည့်ပြီးမနှွယ်ပွတ်မုံအဖြစ်ပြက်မှန်ကိုသိပြီးတော့ကျွန်တော်ကောင်ကိုမထုတ်ခြင်းမူလား။နှွယ်ပွတ်မုံတော်တော်ရည်ဤဝန်းတက်စွာကကျွန်တော်အစနောက်တန်လုံးလို့ခုလိုဖြစ်ကုန်ရတာပါဗျာ။ ကျွန်တော်ကမတောင်းပန်ရသေးဘူးမဟုတ်လားကျွန်တော်လေးနဲ့ဆိုတောင်းပန်ပါတယ်ဗျာခင်ဆွေလိုင်ကတစ်ချက်ရည်ပြီးနောက်မှ တောင်းပန်လက်ဖက်ရည်လေးခွနဲ့ကော်ပြန့်တုံးလေးခွကိုအရင်မှစားလာပြီခြောက်လာရတာလဲချင်းချောင်းနေပြီစားစရာရှိတာစားပြီးမှပြောစရာကိုနောက်ရွှေ့သူကပါရည်ပြီမြေပုံမွန်နဲ့မျက်လုံးချင်းတစ်ချက်ဆုံးသည်ပြုံးလက်စမျက်နှာနဲ့တွေ့ရသည်ဝင်းတင်စောက စားစရာတောက်စရာမှသည်စားစရာတောက်စရာတွေရောက်လာကနေတွင်ခင်ဆွေလိုင်ကလေမော အချင်းကြီးကခုနသူပြောတဲ့အတိုင်းပဲဝင်းတင်စောကိုမင်းကပြပြီးပြောသေးတယ်။မွန်ကကိုအောင်မျိုးဝင်းကိုတောင်းပန်ဖို့လုံလောက်တဲ့စကားလုံးတောင်မရှိပါဘူး။ဂျင်းနဲ့ခုလို့စရာမရှိအောင်မွန်ပြုတ်မိခဲ့တာအတိပဲလေမဟုတ်ဘူးလား။နူးညံ့တော်လေတဲ့စိတ်မချမ်းသာတော့လေယူလေသိန်းကိုပါသူတရီပြုတ်မိသည်။သူ့ကိုကြည့်ရင်ပြောနေတော့ຫນွယ်ပေါ်မွင်ဤမျက်နာတွင် အပြုံးလေးပပြောင်းစားပြူလာ၏။တေးသေးတွယ်တွယ်မျက်ခုံးနှစ်ဖက်သည်တွန့်လာတဲ့အောင်ဖြစ်လာ၏။ ြည့်တင်းတင်းနဲ့ကန်းသည်စိတ်စိတ်ရှိနေ၏ဝတ်တင်စော်နောက်သလိုစသလိုမနွယ်ပုံမကကျွန်တော်ကိုနောက်တဲ့ပြောင်းလဲလို့ကျွန်တော်နားလည်ပါတယ်ဟာတမြောက်တဲ့အပြောင်းပြက်လို့ကျွန်တော်သိပါတယ်သူပြုံးပြီးပြောလိုက်အထုံးကိုဖြီးသောစကားမဲ့နွယ်ပုံမတည်သည်စိတ်သက်သာရရသော မျက်နှာအနေထားသို့ဇိုးစင်းမြပြောင်းလဲမလားမြင့်တဲ့စကားတမင်ပြောသည်ကိုနွယ်ပုံမွန်တည်သည်ဟုနားလေရ၏။မင်းမို့သူဘလို့မှသဘောမထားပါဘူးဆိုတာတို့လမ်းမှာပြောလာခဲ့တာ။ ခင်စီလိုင်းကပါဝန်ပြောသည်မဲပွမွန်သည်တည်ငြိမ်သောအတန်ဖြင့်မွန်ကစိတ်လိုက်မှပါကိုလုတ်ခဲ့တာပဲကော်မျိုးဝင်ဒါပေမဲ့တိတ်ရရတဲ့ပြက်လုံးကောင်းဖြစ်သွားတယ်လေကျွန်တော်မှဘာမှမထိခိုက်ပါဘူးမညာပါနဲ့ကော်မျိုးရဲ့နောင်တတန်နဲ့တူနေသည်နွမ်းနေနေသောအတန်သူပကတိမျက်နာထားကတစ်ချက်ပြုံးပြီးဟွန်းမညာပါဘူးကျွန်တော်ရဲဟိုယူတော်ရီမိတယ်အဲ့ဒီနေရာဆီယမဒေါကင်ဆမ်မွန်ကမို့အကုန်ပြောပြပြပါပြီး ညမကိုကျွန်တော်ခက်တီတီနဲ့အမူရပီးနဲ့တကယ်လို့လို့ပြောခဲ့တာပါမနပုံမခင်ဆွေလိုင်းတို့ကိုတက်သေးတိုင်းရွယ်ပွမွန်သည်လှသောမျက်လုံးစုံကိုမေ့တီတီထားပြီးလိုင်းကမို့ကိုအကုန်ပြောပြပေးပြီးဘင်းကလာဖြားရမှာလေဖြားရင်လည်းရှက်ဖြားပဲနေမှာရှက်ပြီးကြောင်းခတ်ပေါ်တော်စီစဉ်နေဆိုတာလည်းသိပြီးသားပါသူပြန်မပြောတဲ့ခင်ဆွေလိုင်းကပြုံးရတာနေဝင့်တေဇော်ကဒါကဒီလိုပြဟုအစာချပြီး ရှက်လို့မဟုတ်ဘူးကျောင်းမှာတိတ်လူတိများတိတ်ပေါ်ပြူလာဖြစ်သွားတော့ကောင်းမလေးတွေကအော်တိုတွေရေးခိုင်းတာလက်ညောင်းပြီးကြိုက်တောင်းကြိုက်လာလို့စိတ်ညစ်ပြီးကျောင်းထွက်မယ်ပြောတာပါမွန်ွယ်ပုံမနဲ့မဆိုင်ပါဘူးမွန်ွယ်ပုံမရည်လေသည်ထိုစဉ်စားစရာတောက်စရာတွေရောက်လာ၍စကားခဏပြတ်သွား၏ထို့နောက်မွန်ွယ်ပုံမကကိုဝန်းတင်သောက အတိတ်ကဘာသာယူတာလွဲနေတယ်ဥပဒေယူရမှာပြောပုံကြောင့်ရည်ကြသည်ဤတန်တွေရက်တော်မှသူက ဒီစကားတွေရက်လိုက်ရအောင်မိလည်းမိလိုက်ကြရအောင်ဝန်ကားကတိတ်ပြစ်ကြည့်နေတော့မိဖို့ခက်တယ်အချင်းချင်းတွေပဲတခဲနေသားချင်းမဲ့မှတ်နေဖို့မရကျွန်တော်တို့နောက်တော့ကစားပြီးလွန်ကဲသွားခဲ့တာပဲအပြန်အလှန်နောက်တန်းပြောင်နေကစားတယ်လို့ပဲမှတ်လိုက်ကြရအောင်မွတွေးပြီးစိတ်ထိခိုက်ခဲ့ရပါတယ်သဘောပေါက်ပါတယ်ဗျာနောက်နာလေရတယ်မွတော့ပေါအောင်လုပ်ခဲ့တာတကြက်သားကိုအောင်မျိုးဝင်ခံရတော့ပိတ်တာတရားလောက်ဖြစ်သွားလို့ တရေကုန်းနဲ့ပြစ်တဲ့သူကိုစတင်ကားတုံးကြီးနဲ့ထုတ်တယ်လို့ဖြစ်သွားလို့ဥပမာပေးပုံကြောင့်ခင်ဆွေလိုင်းနဲ့ဝန်တင်စောလို့ရည်ကြသည်သူရည်ဒီကိုနယ်ပုတ်မွန်ကြီးကဘလို့တောင်းမရမလဲကိုအောင်မျိုးဝင်ပြော့ပါသူစစ်သားတယ်လို့နေလိုက်ထို့နောက်မှဒီလက်ဖက်ရည်ဝိုင်းဟာတောင်းပန်အဲ့ဒီစကလုံးကြီးကိုကစီလျော်မှုမရှိပါဘူးထားပါတော့ဗျာလက်ဖက်ရည်တိုင်းကော်ပြန့်တော့ကျွေးကျေးပြီဟုတ်တယ်ဟုဝန်တင်စောကချက်ချင်းဝင်ပြော၏ဒါပေါ့ တငယ်ချင်းချင်းချင်းမုံကျွင်ကျေးပြီပဲဟုခင်ဆွေလိုင်းကပါဆုံးဖြတ်ချက်ပေးလေ။ရေပုံမုံပြုံးသည်။တပြင်းတစ်ချက်ချပြီးခေါင်းတစ်ချက်ညင်သည်။ပြုံးမပြတတ်အောင်မျက်နာပူတယ်။အားနာတယ်ဟုရေပုံမုံပြောလေသည်။ဝင်းတင်စောက ကော်ပြင်းပကံကိုလက်ပွားပေါ်တင်ပြီးပလတ်စတစ်တူနဲ့ချောင်းကိုအကန်ရခက်မကန်ရခက်အမူအရာလုပ်ပြကရှင်းလင်းပွဲမပြည့်ပြတ်တဲ့၍မစားရခဲစားရခဲဖြစ်နေပြီနော်။ရေပုံမုံကဟက်ဟက်ပက်ပက်ရေးလေ။ စိတ်နှောက်ရှဲကင်းစင်စားပြုတ်ပြီးဖြစ်သောရည်တန်းဟုသဘောပေါက်ကြသည်စိတ်ပေါ်ပါလာကြသောမျက်နှာတွင်ရှိလာကြလေသည်ကော်ပြန့်တုပ်စားလိုက်လက်ဖက်ရည်ကျန်းတောက်လိုက်ရောက်တက်ရရာပြောလိုက်နေနေရင်နှွယ်ပေါ်မကကိုမျိုးကပကံကြောက်စာပါရကူပဲနော်သူမလုံးမလဲပြုံးကနေလေဤကြောက်ချက်မှာလေးတော်အခရနဲ့သာကူပြီးထွန်းလာရင်သမိုင်းစရာမျက်စီလေလောက်ပါပဲတယ်ပကံကြီးကြီးစားစားဆိုပြီးစာရမ်းတွေပါတွေရေးကြရင်ရေးကြမလားမသိဘူး ဟုတ်တယ်မဟုတ်လား။ तू ပြုံးရတာနေ။မျက်နှာပူနေသဖြင့်ဘာမျှပြန်မပြောမီ။ဝင်းတက်စောကလက်ဖက်ရည်တငုံငုံပြီးမှဘသူကခုခေရေးတာနဲ့ပြန်ရေးပေးတာလဲ။မွန်ရေးတာပါ။ဖြီးသွေးမျက်နှာနဲ့နဲ့နေသွား၏။ဘာသာပြန်ကလည်းအင်မတန်တော်ရပဲဗျ။ကော်ပြန်းတို့တပွဲထက်မှနိုင်ပါတယ်ကိုဝင်းတက်စော။ဝင်းတက်စောကို သူတို့ကြည်ကားရေးကြသည်။ရေမောပြောဆိုလာကြ၍စိတ်အကျဉ်းကျတ်တို့သည်လွန့်ပြောက်လာလေသည်။ ရှိခါကဲ့သို့အနေထားကိုပြန်လည်ရောက်ရှိသလောက်ရောက်လာပြီဟုသူတွေးမိလေသည်ညနေချင်းဆိုင်ရာခက်ခဲသောစိတ်နှောက်သွားမလွတ်သေးတော့ပါပြောင်လာလေသည်တမောင်ကျွန်တော်ခက်တီတီနဲ့အမူရပီနဲ့တကယ်လို့လို့ပြောခဲ့တာပါမနပုံမသူ့စကားတွေကိုသူ့ခြေပကြည့်တော့လဲအရာမထင်နိုင်တဲ့ကဲ့သို့ဖြစ်နေ၏ရဲပုံမွန်သည်မယုံပြုံးတပြုံးပြုံး၏ခေါင်းကိုဖြင်းညွှန်စွာရမ်းရင်းနှင့်ရီးဆဆာမိတ်တို့တွင် မနုရှောက်ကတဲ့ရတရပတ်တပတ်လုံးလုံးစာသင်ခန်းထဲကိုခေါင်းမျိုးဝမဝနာကရောဖျားနေလို့မယုံရင်သူ့ကိုမေးကြည့်ကျွန်တော်တို့အရင်ကအတိုင်းမိတ်မပြတ်ဆွေမပြတ်ဖြစ်ကြောင်းဆီယမသိရင်ကောင်းမယ်ဝင်းတင်စောပြောသည်ဟုတ်တယ်ဆီယမကအတော်စိတ်မကောင်းဖြစ်နေတာဟုကင်ဆွေလိုင်းပြောလေသည် ဝင်းတင်စောကနှစ်ဖူးပေါ်သို့ကြာနေသောသပင်ဘုတ်တိုက်ကိုလက်ချောင်းတွေဖြင့်တပ်၍တင်သည်ထို့နောက် သူများကိုနောက်တာစာရာဝါသနာပါတယ်ကျွန်တော်ချင်းကတော့မှက်လောက်သားလောက်အောင်ကိုပဲကျွတ်သွားပါပြီပြုံးကြသည်ငါတငယ်ချင်းတနာပါတယ်အတော်ဤစိတ်သွားတာဟုခင်ဆွေလိုင်က သူ့ကိုမင်းငွန်ညွန်ကပြောလေသည်နွယ်ပွတ်မွန်သည်အိုတူဝမ်တက်မျက်နာနှင့်ပြုံးလေ၏နွယ်ပွတ်မွန်၏ကြည်လင်သောမျက်လုံးဆောင်သည် သူ့ထံသို့ခဏရောက်လာ၏မွန်ဒီမှာလာတွေ့တာငါတငယ်ချင်းတွေမသိကြဘူး လှုပ်ဝဲမှုတရက်အနေနဲ့ပြောလေသည်ဝင်းတင်စောကလက်ဖက်ရည်ချမ်းပကံလုံးကိုခိုင်ထားရင်ခင်းနေခိုင်ကကျွန်တော်တို့ကိုတော်မြင်မှုကျိုးနေတာပဲနော်ဒီလိုလဲမဟုတ်ပါဘူးကိုဝင်းတင်စောရေမဟုတ်ဘူးဗျဒီပြဿနာမပေါ်ခင်ကကိုကျွန်တော်တို့ကိုအဖက်မတန်းသလိုလိုကြည့်မရသလိုလိုလိုင်းမာကလေးကကျွန်တော်တို့လည်းဘာပြဿနာမှလည်းဖြစ်ဖူးခဲ့တာမရှိပါဘူးလူတယောက်ဇေယိုက်တစ်မျိုးပေါ်ကိုဝင်းတင်စောရေမဟုတ်ဘူးလားလိုင်းခင်းဆွေလိုင်းနဲ့အဖော်ညီသည်ခင်းဆွေလိုင်းကကောင်းတစ်ချက်ညင်ပြီး ဒါပေါ့သူကိုနိုင်ကခင်မမခင်ချင်တာဘလို့ပဲခင်မအောင်စူးစမ်းစူးစမ်းမခင်ချင်တဲ့သူဟာခင်ကိုမခင်မှုလေခင်ဆွေလိုက်စကားကိုနွယ်ပုံမကရင်းပယ်ပြုပြင်ခြင်းမပြုအယူတူပုံရသည်ဟုသူနားလေလိုက်စကားဝိုင်းတွင် မတိခဲ့ရသည်တို့ကိုသိရသည်နွယ်ပုံမသည်ရန်ကုန်ရှိအတော်ဤအိမ်တွင်လာနေက ကြောင်းတက်သည်နွယ်ပုံမဤမိဘတွေကအွှေတောင်ကျရက်ွက်ထဲတွင်အိုးအိမ်ခြေချပြီးတော်လဲ ုပ်ငန်းကျိုးပြရရှမ်းပြည်တောင်ပိုင်းတွင်နေကြသည်မိခင်ရောဖခင်ကပါကုန်တယ်လုပ်ငန်းကိုလုပ်ကင်ကြသည်မန္တလေးနှင့်လာရှိုးတို့တွင်ပွဲရုံကွဲတွေထားကြတော့ကြရန်ကုန်တို့တစ်နှစ်လျင်တစ်ခေါက်အနိုင်နိုင်လာရသည်ကျောင်းပိတ်တော်ခါမိဘရှိရသောအွယ်ပွန်မွန်သွားနေကလုပ်ငန်းသဘောတွေတင်ရသည်ကုညီဆောင်ရွက်ရသည်လိုအပ်လျင်မိခင်နဲ့တူ လုပ်ငန်းအခြေဆိုင်ရာတွေသို့ခရီးထွက်ရသည်။ရောင်းရင်းဝယ်တာတွင်လောက်ကင်ရသည်ဟုသိရသည်။ ။ငယ်ပွန့်မွန်တွင် အမနှစ်ယောက်ရှိသည်။အကြီးဆုံးမသည်ပြိုကြီးပင်ရှိသည့်ကြောင့်အမလက်သည်အိမ်အောင်ကြခဲ့သည်မှာ၄-၅နှစ်ရှိပြီဖြစ်ကြောင်းအိမ်အောင်တဲ့အမ၏ခင်မွန်းသည်ပြီးပတွင်အင်ဂျင်နီယာလုပ်သွားလုပ်နေကြောင်းအမလက်တီမိဘရိုးရာကုန်တယ်လုပ်ငန်းကိုပဲလုပ်ကိုင်နေကြ။တာစီတွင်အခြေချနေကြ။ရန်ကုန်စိတ်ကံဤတွင်ပွဲရုံကွဲထားရှိကြောင်းသိရသည်။သူနှင့်ဝန်တင်စောတို့ကမြေလက်တွင်နေသည်ကို ပြောပြကြသည်။တစ္ဆနှင့်ဆန်ဆက်လုပ်ငန်းလုပ်ကိုင်ကြ ဝင်းချင်း၅ရောက်ရှိပြီးမိမိသည်စရုပ်ထားမြောက်ဖြစ်ကြောင်းဝတ်တင်စောကပြောပြသည်။သူကသူ့အိမ်ကြောင်းပြောပြသည်။ခင်ဆွေလိုင်းကဗဟန်းမာနေကြောင်းမိခင်နဲ့ဖခင်တို့မှာကုံသွယ်ရေးရရှိကြွေဖြစ်ကြောင်းတဝူရီတော်သမီးဖြစ်ကြောင်းပြောပြသည်။စကားကောင်းကပွန့်ပွန့်လင်းလင်းပြောကြဆိုကြသဖြင့်လွယ်ပွန့်မွန်သည် သူတို့နှင့်ပုံမရင်းနှီးလာသည်ဟုအောင်းမိရ၏။အမေ၄နာရီတော့ထိုးပြီ။တဖက်ရင်နဲ့မုံတွေကိုဒုတိယအချိန်မြောက်မှသည် ဒုတိယမြောက်စားပွဲတောက်ပွဲအတွက်သူပေးပြရစီဟုဆိုရင်ရေပုတ်မွန်ကဇက်တဇက်မှာရွှေမန်းတံမောင်ကရဲ့ပွဲပြီးတဲ့အချိန်သူပဲကရတယ်လေရွှေမန်းနဲ့စားပြီးဆင်အောင်မင်းနဲ့တိမ်လို့ဘဲရမလဲဝန်ဧကန်နဲ့ပွဲပဲအကျွေးမွေးရဲ့စားမွန်ဆိုရင်ပွဲသိမ်းကျွေးမွေးတောင်းဟာလဲမွန်ပေါ်မှာပဲရှိနေတာပေါ့လွန်ဆန်ဖို့သူခက်သွား ਈ တို့တော့စူပေါင်းပွဲဗျာဒါတပင်းတိုင်းတစ်ဆက်လေးကိုအောင်မျိုးရဲ့တင်းမိတခန်းဇနက်ကတခန်း ူအနာရှန်တခန်းဝေသနရာဇက်သိန်းတခန်းအဲ့ဒါလိုဇက်ဖွဲလို့ဘယ်ကောင်းမှမလဲနောက်တစ်ခါဆုံတော့မှအော်မျိုးဝင်ကြွေပေါ့လမ်းကြီးတော့တစုံစားနေတော့ဝန်တင်စောကဘယ်နေလဲနောက်တစ်ခါအဆုံဆိုတာဝါကြောဖွင့်ဖို့အသင့်ပြင်ချင်လို့မေးတာပါရေပွတ်မုန်းနဲ့အတူ သူတို့ပါရည်ကြည်ဝန်တင်စောကြီးအမေမှာပညာပါသည်ကျကူကဲ့သို့ဆုံရည်ကိုရက်ကြာရှည်စွာချာမြည်မချာမြည်သူတိစီလို၍မေတော်မေကိုဖြည့်ဖြည့်ပေါ့เจ้าမဘက်ခင်ရက်တွေများကြီးရဲ့ ွေးမမဲ့လူရှင်ပေါ်မှာလည်းမူတည်ရလေသူချင်းပေါ့နယ်ပွတ်မွန်ဤအဖြစ်တွင် အတိတ်ပဲနှမျိုးထံမင်းထွက်နေသည်ဟုသူသိလိုက်ဝင့်တင်စောပြုံးနေစဉ်ခင်ဆွေလိုက်ကအောင်မျိုးဝင်းချင်းနေသူတစ်ချက်ပြုံးပြီးဘယ်နှစ်ချင်းရမလဲခင်ဆွေလိုက်မဖြစ်ရသေးမီဝင့်တင်စောက နောက်နာရီဝက်လောက်မှစုံကြဖို့ချင်းလိုက်ပေါ့ဟုရေးစရာပြောလိုက်ရဲမောပြုံးရွှင်ခြင်းသည်ကျွမ်းဝင်ခြင်း၏လက္ခဏာတည်းရဟုစိတ်ချမ်းမြေစွာတွင်မိလေသည်ဟုတ်ကဲ့ပါ အဆုံးထိနားဆင်ရပေးခဲ့ကြတဲ့ချစ်တော်တို့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ဒီနေ့မှာတော့ငေကတောင်းတတော်စွန်တဝဲဝေးတီကိုများရဲ့အပိုင်း9နဲ့6ကိုဖတ်ပြပေးသွားခဲ့တာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။ပြီးခင်လုံးကျော်နေနေရလေးဖြစ်ပါစေလို့ငေကဆုတောင်းပေးပါတယ်။နောက်တစ်ပတ်မှာနောက်ထပ်ပိုင်းတွေနဲ့ပြန်လည်ဆုံတွေ့ကြမယ်နော်။ဟုတ်ကဲ့ပါ။အားလုံးပဲဆက်ဆက်ဆောင်မြောအပေးကြပါအောင်ရှင်။ Okay. Bye bye.